အမတို့လုပ်ငန်းခွင်ဆိုရင်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ကို2019ကနေပြောင်းအမစပြီးတော့ရေးဆွဲခဲ့ပါတယ်။အဓိကရည်ရွယ်ချက်ကကြတော့အလုပ်ခွင်ထဲမှာရှိနေကြတဲ့ဒီပေါ့နော်။အကြောင်းပြီးကစားလူငယ်တွေအလုပ်ကိုပထမဆုံးစပြီးတော့အလုပ်စလုပ်ကြတဲ့သူတွေပေါ့နော်။ပြီးတဲ့အခါမှာ entry level ဝန်ထမ်းတွေပေါ့ junior level တွေပြီးရင်နောက်တစ်ခုကကြတော့ဒီ middle management ကိုရောက်ဖို့အတွက်ကိုဟိုပေါ့ဟိုကန့်သန့်နေကြတဲ့ဝန်ထမ်းတွေပေါ့နော်။အဲ့တော့အလုပ်ခွင်ထဲမှာသူတို့ဒီလို level အမျိုးမျိုးအတွက်ကိုလို့ အပ်နေတဲ့ skills တွေပေါ့เนาะအလုပ်ရှင်တွေကသူတို့စီကနေဘယ်လိုစွမ်းရည်တွေကိုမျှော်လင့်နေတာလဲဘယ်လိုအလုပ်လုပ်ပုံတွေကိုအလုပ်ရှင်တွေကလိုချင်တာလဲ company ထဲမှာ company တစ်ခုမှာဘယ်လိုပုံစံမျိုး behave လုပ်အောင်မှာလဲဘယ်လိုပုံစံမျိုးပြုမှုပြောဆိုဖို့လိုအပ်တာလဲပေါ့เนาะအဓိကအဲ့တော့ပြီးရင်နောက်တစ်ခုကကြတော့ company တစ်ခုမှာအလုပ်ခန့်တော့မယ်ရာထူးတိုးတော့မယ်ဆိုလို့ရှိရင်ဘယ်အချက်တွေကိုကြည့်ပြီးတော့ company တွေကအလုပ်ခန့်တာလဲဘယ်အချက်တွေကိုကြည့်ပြီးတော့ လုပ်ငန်းရှင်တွေမန်နေဂျာတွေကယာတူတိုးလားစာတို့ဆုံးဖြတ်ကြတာလဲဆိုတာတွေကိုသိစေခြင်းလို့တင်ယူစေခြင်းလို့အတွက်ကိုပြီးနောက်တစ်ခုကြာပြန်တော့လဲဒီလက်တွေ့ပေါ့နော်ဒီအလုပ်ခွင်ထဲမှာတကယ် practice လုပ်စေခြင်းတဲ့အတွက်ရည်ရွယ်ပြီးတော့အမတို့ဒီ program လေးကိုရေးဆွဲခဲ့တာဖြစ်ပါတယ်အမမှာထူးတန်းစင်ပါ finance business services ရဲ့ principal consultant ဖြစ်ပါတယ် တော့အမားတို့အလုပ်ခွင်ထဲမှာအိချာအနေနဲ့ပေါ့နော်အမားတို့လုတ်လာတဲ့တက်တန်တက်လျှောက်မှာဆိုလို့ရှိရင်အာတွေ့ရလိမ့်ရှိတဲ့အရာပေါ့နော်အဲ့မှာ example တစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဝန်ထမ်းနှစ်ယောက်ပေါ့ဝန်နာချင်းလဲတူတယ်စခဲ့ကြတဲ့လာစာကလည်းတူတယ်ဌာန maybe တူလဲတူနိုင်တယ်ပေါ့နော်ဌာနကရာတူတော့တူမယ်ဆိုပါဆိုအဲ့တော့ company တော်တော်များများမှာဒီဝန်ထမ်းနှစ်ယောက်ထဲက တယောက်ကိုအမတော်ကယာတူးတိုးမယ်လာစာတိုးတော့မယ်ဆိုလို့ရှိရင်ဘာကြောင့်ဒီဝန်ထမ်းကိုလာစာတိုးသွားတာလဲယာတူးတိုးသွားတာလဲဆိုရင်ဒါလဲဆိုတာကိုပြောကောင်းပြောမယ်ဒါပေမဲ့ကိုမတိုးပေးလိုက်တဲ့ဝန်ထမ်းအပေါ်မှာဝင်လင်းမြင်တာမှုကတိတ်ပြီးမရှိကြပါဘူးအဲ့တော့ဘယ်အချက်တွေဘယ်အကြောင်းအရာတွေပေါ်မှာမူတည်ပြီးတော့ယာတူးတိုးသွားတာလဲလာစာတိုးသွားတာလဲဘယ်အကြောင်းအရာတွေအကြောင်းပေါ့နော်ဒီလိုနှစ်ယောက်မှာ ဟိုပေါ့နော်ဟိုဟိုဘာကြောင့်တယောက်ကကြံခဲရတာလဲပေါ့ဒါတွေကိုအမတို့ကပွင့်လင်းမြင်သာမှုရှိရှိနဲ့ဝန်ထမ်းတွေကို sharing လုပ်နေမရှိပါဘူးမရှိကြတဲ့အခါမှာဝန်ထမ်းဘက်ကလည်းဘလို့ပဲတွေးလဲဆိုလို့ရှိရင်ပေါ့နော်သူလည်းဝင်လာခြင်းနဲ့အတူတူလုပ်နေရတာချင်းနဲ့အတူတူသူကြတော့ရာတူတူတယ်ကိုကြတော့ကြံခဲတယ်အကယ်ဒမီအားဖြင့်လည်းဘွဲအားဖြင့်လည်းအတူတူမှာသူကဟိုပေါ့နော် fab fan အော်ပေါ့နော်တာတူညီမျှအခွင့်အရေးပေးခြင်းမခံရဘူးသူ့အပေါ်မှာပွင့်လင်းမြင့်တာမှုမရှိဘူးပေါ့နော်မျှတာမှုမရှိဘူးဆိုပြီးတော့ဝန်ထမ်းအနေနဲ့ယူဆတတ်ကြတယ်အဲ့ဒီအချိန်မှာအမတို့ကဘာနောက်ဆက်တွဲဘာတွေဖြစ်လဲဆိုဝန်ထမ်းကောင်းဆုံးရှုံးရတာလည်းရှိတယ်လို့အာဝန်ထမ်းအချင်းချင်းကြားထဲမှာပဋိပက္ခကိုလည်းကိုယ့်ဘက်ကနေစပြီးတော့ company ဘက်ကနေစပြီးတော့တိုက်တွန်းလိုက်တယ်လို့လည်းဖြစ်သွားစေတာပေါ့နော်အဲ့ဒါကြောင့်မလို့အမတို့ကဝန်ထမ်းနှစ်ဦးနှစ်ဖက်ပေါ့နော်ဝန်ထမ်းနဲ့အလုံးရှင်နဲ့ကြားထဲမှာအမတို့ပွင့်လင်းမြင့်တာမှုတိစောက်ဖို့အတွက်ကို ကြီးရွယ်ပြီးတော့လည်းဒီ ESDP ဆိုတဲ့ program လေးကိုအမတို့ကဒီအလုပ်ခွင်ထဲမှာဝန်ထမ်းတွေကိုလည်းပေးတဲ့အပြင်ကိုအမတို့တစ်ဖက်မှာလည်းလုပ်ငန်းရှင်တွေအတွက်ကိုပါဘာကြောင့်ဒီလို program ကအရေးကြီးတယ်ဒီလို program ပေးပြီးရင်လည်းအလုပ်ခွင်ထဲမှာဘယ်လို practice မျိုးတွေရှိရမလဲဆိုတာကိုအမတို့တွဲပြီးတော့အာဒီဝန်ဆောင်မှုပေးလို့ရှိပါတယ်နောက်တစ်ခုကအမတို့အလုပ်ရှာတယ်အင်တာဗျူးတွေသွားတယ်တစ်ခါသွားတယ်နှစ်ခါသွားတယ်မအောင်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတာမျိုးလေးတွေ စတဲ့ပြမှာဘလို့အခြေအနေအခါမျိုးမှာဘလို့ပုံစံနဲ့ပြုမူရတယ်ဘလို့ပြောဆိုဆက်ဆံရတယ်ပြီးတဲ့အခါမှာလည်းဒီ performance ကဘလို့ပြရမလဲ performance ကောင်းနေမကောင်းမှုဆိုတာကိုလည်းဘလို့အချက်တွေနဲ့ယူဆပြီးတော့ဘလို့အချက်တွေဆိုလို့ရှိရင် company နဲ့တသားနဲ့ကြလဲစတဲ့ပြပေါ့နော်ဒါလေးတွေရောမတို့ဒီ program ထဲမှာ company ထဲမှာ အာအမတို့ဓာတ်တွေကိုအနေနဲ့မျှဝေရရှိပါတယ်။နောက်တစ်ခုကကြောင်းတော့ performance ကိုတိုင်းတာပြီးဆိုလို့ရှိရင်တိုင်းတာတဲ့အကြောင်းအရာတွေကဘာတွေလဲဘယ်လို scale တွေပေါ်မှာအခြေခံပြီးတော့ performance ကိုတိုင်းတာသွားတာလဲဆိုတာကိုအဲ့ဒီပေါ်မှာမူတည်ပြီးတော့အမတို့ modules တွေကိုခွဲထားပါတယ်။အဲ့တော့ module အပြင်ဆိုရင်မှ7ဘာသာလောက်ရှိပါတယ်။ program ကတော့အမတို့ကဒီ7ဘာသာ module ကိုတစ်ဘာသာကိုအနည်းဆုံးတော့နိုင်ပိုင်းအပြင်ဆိုရင်3နိုင်ငံနေ၄နိုင်ငံကြာလဲဒီမှာတို့တင် जा ပေးရှိပါတယ်။ အဲ့တော့အမားတို့ key modules တွေပေါ့နော်အရေးကြီးတဲ့ modules တွေနဲ့ပြောသွားမယ်ဆိုရင်ဆက်တပါတာထဲမှာအမားဟိုပေါ့နော်ဆွဲထုတ်ထားတဲ့ဘာသာရပ်နဲ့အရေးကြီးတဲ့ဘာသာရပ်လေးတွေကိုမျှဝေပေးသွားပါမယ်ပထမဆုံးအနေနဲ့ဆိုလို့ရှိရင်တော့အမား communication skill ပေါ့နော်အဲ့တော့အရှိမပြောခဲ့သလိုဟိုအမားတို့အလုပ်ခွင်ထဲမှာလူတိုင်း level တိုင်းနဲ့ပေါ့နော်ပြောဆိုချိတ်ဆက်လှုပ်ဆောင်လာတာတွေအများကြီးရှိပါတယ်အဲ့ဒါကလည်းဝန်ထမ်းတယောက်ရဲ့အလုပ်ခွင်ထဲမှာသူ့ရဲ့ performance ကကောင်းတည်ဆိုးတည်ကိုအထောက်ပြနိုင်ဆုံးက communication skill ပဲဖြစ်ပါတယ် ဲ့တော့အဲ့ဒီအားလေးတွေနဲ့ပတ်သက်ပြီးတော့အမတို့ကအလုပ်ခွင်ထဲမှာ communicate လုပ်တဲ့အခါမှာဘယ်လိုပုံစံနဲ့လွယ်ကူလွယ်ကူတဲ့နီလန်းဟောတိကျမယ်နီလန်းဟောပေါ့နော်ဒါမျိုးအမတို့အထက်ထဲမှာ tools လေးတွေ tips လေးတွေနဲ့အမတို့ရှင်းပြလေး guideline လုပ်ပေးလေးရှိပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ leadership နဲ့ management ပေါ့เนาะ leadership လို့ပြောလိုက်ပြီဆိုလို့ရှင်တော်တော်များများကဥပမာအားဖြင့်ဆိုရင်ဟို junior level တွေပေါ့เนาะအဲသူတို့ကဘာလို့ leadership ကိုသင်ဖို့လိုအပ်တာလဲ level တိုင်းမှာအမတို့ဒီ skill ရှိဖို့ကအရန်ကိုအရေးကြီးပါတယ်ဒါမှလည်း HR တွေက company company တိုင်းမှာအမတို့တွေက succession planning တွေလုပ်လုပ်ကြရလေးရှိပါတယ်အဲ့တော့ succession planning လုပ်တယ်ဆိုတာကဒီအပေါ်လူတယောက်ကနောက် role တစ်ခုကိုသွားတာပဲဖြစ်ဖြစ်မရှိတော့ရင်ပဲဖြစ်ဖြစ်နောက် တစ်ယောက်ကိုဒီနေရာကိုဝင်လာဖို့အတွက်ကိုအမတို့ကချုပ်တင်ပြင်ဆင်ရတာပေါ့နော်အဲ့လိုပြင်ဆင်တဲ့အခါမှာ level တိုင်း level တိုင်းမှာအမတို့ညှော်လင်းလေးရှိတာကသူ့ဒီအပေါ်နေရာကိုလုံနိုင်ဖို့အတွက်သူ့ရဲ့ leadership ပေါ့နော်ဥဆောင်နိုင်မှုဆိုရင်ခေါင်းဆောင်နိုင်မှုဆိုရင်ကောဘလို့အနေအထားမျိုးမှာရှိနေလဲဆိုတာကိုအမတို့ကတိုင်းတာလေးရှိပါတယ်ဒီအချက်တွေကိုလည်းအမတို့ဒီ module ထဲမှာအများကြီးမျှဝေနေရှိပါတယ်ဒါကြောင့်မို့အမတို့ level တိုင်း level တိုင်းမှာ leadership skill ကိုအမတို့ကဖြစ်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 ချင်း pay up လုပ်သွားဖို့လိုအပ်ပါတယ်။ဒါကြောင့်အမတို့ဒီ program ထဲမှာ leadership skill ကိုလည်းဒါအရေးကြီးတဲ့ module တစ်ခုအနေနဲ့ထည့်သွင်းပြီးတော့သင်ကြားပေးထားတာဖြစ်ပါတယ်။နောက် module တစ်ခုကတော့ time management ပေါ့နော်။အဲအဲ့တော့ခုနပြောခဲ့သလိုပဲ level တိုင်း position တိုင်း role တိုင်းမှာ time management ကအရင်ကအရေးကြီးပါတယ်။ကိုယ့်ရဲ့နေ့စဉ်လုပ်နေရတဲ့ task တွေက ဘယ်လိုမျိုးအစီအစဉ်တကြားလုပ်သွားဖို့လိုတာလဲဘယ်ဟာကို အရင်လုပ်ပြီးတော့ဘယ်ဟာကိုဒုတိယဦးစားပေးလုပ်သွားမှာလဲဘယ်ဟာကအရေးကြီးနေတယ်ဒါပေမဲ့ value add မဟုတ်တဲ့ tax ဖြစ်နေတဲ့အတွက်ကြောင့်ဘယ်သူ့ကိုပြန်ခိုင်းမှာလဲဘယ်သူ့ကို delegate ပြန်လုပ်မှာလဲစသဖြင့်ဒါတွေကိုအမတို့နေတဲ့တော့ကောင်းစင်ခွဲပြီးလုပ်တတ်ဖို့လည်းအရေးကြီးပါတယ်နောက်ထပ် scale တစ်ခုကကြတော့ presentation scale ပါ အဲ့တော့ဒီ presentation skill လို့ပြောလိုက်မယ်ဆိုလို့ရှင်လည်းဟာလူရှိသူရှိထွက်ပြီး present လုပ်ရတယ်ဆိုတာတခုလောက်ပုံပဲတိကျလေးရှိပါတယ်အမှန်တော့ presentation skill ဆိုတာအထက်လူကြီးနဲ့ဒါမှမဟုတ်လို့ရှင်လည်းကိုယ့်ရဲ့အပြင်ပါက stakeholders တွေပေါ့နော်အဲအပြင်ကကိုယ့်နဲ့ပတ်သက်ရတဲ့ suppliers တွေ customers တွေရှိမယ်ပြီးနောက်တစ်ခုကကြာလဲကိုယ့်နဲ့တခြားဌာနတွေဒါမှမဟုတ် company ကွဲတွေဒီလူတွေနဲ့အမှားလူတွေအစကားပြောဆိုချိတ်ဆက်ရတာတွေအများကြီးရှိပါတယ်အဲ့တော့ကိုယ့်ရဲ့ data အချက်အလက်ကိုဘယ်လိုဘယ်လိုချပြမလဲ ယ်ကိုရဲ့ချပြလိုက်တဲ့အရာကိုလုံချင်တဲ့အရာတခုကိုကို proposal တင်တဲ့အခါမှာသူတို့တွေပါဝင်လာအောင် ကိုယုံကြည်မှုရှိလာအောင်ကိုဘလို့ပြောမလဲပေါ့နော်ဒါတွေကို confidence ရှိရှိနဲ့စကားပြောဆိုနိုင်ဖို့အတွက်ကိုလည်းအမတို့ကဒီ modules လေးကိုအရင်ရေးကြည့်တဲ့ module တခုအနေနဲ့လည်းထည့်ထားပါဗျာ now module တခုကတော့ career counseling ပဲဖြစ်ပါတယ်။အဲ့ဒါကတော့အမားတို့ကဒီဝန်ထမ်းတက်ရောက်အမားတို့သင်ထားတဲ့သင်တန်းသားဆိုပါဆိုပေါ့နော်ဝန်ထမ်းလည်းဖြစ်ကောင်းဖြစ်ခြင်းဖြစ်မယ်အလုပ်ခွင့်တဲ့ဝင်မဲ့လူလည်းဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်လို့ရှင်လည်း ခါလေးကြားလို့ရှိရင်အမတို့စီကို client နေရဒီလူတယောက်ကိုຢာသူတိုးပေးတော့မယ်ဆိုလို့ရှိရင်လည်းအမတို့စီမှာလာပြီးတော့ဒီ career counseling ကိုတက်တက်လာပြီးတော့အနံလေးရှိကြပါတယ်အဲ့တော့အမတို့ကဒီ module မှာအမတို့ကဒီလူတယောက်ဒီသူ့ရဲ့ potentials ကဘာလဲသူ့ကိုယ်သူသိဖို့ပေါ့နော်ပြီးတော့သူ့ရဲ့ area of improvement သူတိုးတက်ပြောင်းလဲသင့်တဲ့အရာတွေရောဘာတွေလဲအဲ့တော့သူ့ရဲ့တိုးတက်မှုတိုးတက်ဖို့ လိုအပ်နေတဲ့အခန်းကဏ္ဍတွေကိုသေသေးချာချာတိပြီးတော့သူဒီ action plan ပေါ့နော်ဒါတွေတိုးတက်လာဖို့ကိုအချိန်အပိုင်းချလိုက်မှာဘလို့နေရဘလို့အချိန်ဘလို့ဘာသာရက်တွေကိုသင်ယူသွားရမလဲဆိုတာကိုလည်းအမားတို့သေသေးချာချာ planning လုပ်ပြီးတဲ့အခန်းကဏ္ဍလေးတွေလည်းပါဝင်ပါတယ်အဲ့တော့ဒီ program ကိုအမားတို့က junior level ကနေစပြီးတော့ middle management အထိကိုအမားတို့သင်ကြားပေးပြီးရှိပါတယ်အဲ့တော့သင်ပြီးသွားတဲ့အခါတိုင်းမှာဆိုရင်အမားတို့သင်ထားတဲ့သင်တန်းသားအရင်အတွက်နဲ့ဆိုလို့ရှိရင်ကတော့အမားတို့အာ ပြောရမယ်ဆိုလို့ရှိရင်တော့အမားတို့တင်ထားတဲ့ client company အများစုကတော့ဝန်ထမ်း900ကနေ1000ကျားရှိပါတယ်အဲ့တော့အမားတို့ client တိုင်း client တိုင်းမှာအမားတို့ကဒီ ESTP program ကို အမားတို့ ဟိုတင်ကြားပေးလေရှိတာပေါ့เนาะအဲ့လိုဆိုတော့ဒီဟိုတင်နန်းတောင်းအရင်အတွက်အားဖြင့်ဆိုလို့ပေါ့အမတို့တောင်းချင်ရှိခဲ့ပြီဖြစ်ပါတယ်အဲ့တော့အမတို့ employee တွေ back feedback အနေနဲ့ကော employer back feedback ရထားတဲ့အမတို့ရဲ့ training အဲပြောရမလို့ training feedback ပေါ့เนาะ analysis အရဆိုလို့ရှိရင်အမတို့က ဝန်ထမ်းတွေရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းပေါ့နော်ဒီ training ပြီးတဲ့အခါမှာအဲ့ဒါလေးတွေတိုးတက်မှုအထိုက်အလျောက်ရှိလာတာကိုအမားတို့ reset တစ်ခုအနေနဲ့တွေးခဲ့ရပြီးဖြစ်ပါတယ်ပြီးတော့ဝန်ထမ်းအနေနဲ့ကလည်းအလုံးလုံးရတဲ့အခါမှာသူ့အနေနဲ့ပို့ပြီးတော့လွဲပူလာစေတယ်ဘာလို့ဆိုတော့သူကစောင်းရန်ရှောင်းရန်တွေကိုလည်းသိလာတယ်ဘယ်အချက်တွေကသူ့အတွက်အမှတ်ကောင်းစေပြီးတော့ဘလို့အချက်တွေကသူ့အတွက်အမှတ်ရောနေစေတယ်ဆိုတာကိုလည်းသိတာဖြစ်တဲ့အတွက်ကြောင့်သူ့အနေနဲ့သူ့ရဲ့သူ့ရဲ့ career ရှေ့ဆက်သွားမယ်ကရီယာပလန်အတွက်ကိုလည်းအများကြီးကြိုတင်ပြင်ဆင်မှု နေလုံနိုင်လာတာပဲဖြစ်ပါတယ်ပြီးတဲ့အခါမှာလည်းအမတို့က ESDP program ကိုသင်ကြားနေတဲ့ဆက်တပါတာသင်ကြားနေတဲ့ကာလတစ်ချောင်းမှာလည်း training ထဲမှာ participant အချင်းချင်းပေါ့နော် engagement ရတဲ့ activity တွေအများကြီးအထည့်တာဖြစ်တဲ့အတွက်ကြောင့်ဌာနပေါင်းစုံပါဝင်တာဖြစ်တဲ့အတွက်ကြောင့်လည်းဌာနတွေအချင်းချင်းချိတ်ဆက်ရတဲ့အပိုင်းတွေမှာလည်းပို့ပြီးတော့တိုးတက်မှုရှိလာတာကိုအမတို့မျက်မြင်အမတို့ result အခုအနေနဲ့လည်းတွေးခဲ့ရပြီးဖြစ်ပါတယ် တော့ဝဏ္ဏအနေနဲ့ကဘလို့အချိန်မျိုးမှာဘလို့ပုံစံအလိုလိုရမလဲဆိုတာကိုလည်းပို့ပြီးရင်းနှီးလာတာဖြစ်တဲ့အတွက်ကြောင့်တို့ဒီ AM level ကနေ manager ရာထူးတက်တာပဲဖြစ်ဖြစ် manager ကနေမှ senior manager ရာထူးကိုတိုးတက်တက် တက်တဲ့အချိန်မှာပဲဖြစ်ဖြစ်သူတို့ယာတူအလိုက်သူတို့တက်မဲ့နေရာမှာသူတို့ဘလို့ပုံစံနဲ့ပြုမှုရမှာကိုချိုတင်တိထားတာဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့ယာတူအစ်စ်နေရာအစ်စ်မှာလည်းတန်းတူရင်ပို့ပြီးတော့ရှိလာစေတာကိုလည်းအမတို့ဒရက်ဆာတစ်ခုအနေနဲ့အမတို့တွေ့ခဲ့ရပြီးဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ employer အနေနဲ့ပေါ့နော်လုပ်ငန်းရှင်ဘက်ကအနေနဲ့ကြည့်မယ်ဆိုလို့ရှင်လည်းအမတို့ကဒီလူတွေကို job readiness skills တွေအမတို့ကထည့်ပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်ဝန်ထမ်းတွေရဲ့ performance ကဒီ training ပြီးသွားတဲ့အချိန် ်ကာလမှာအတိုင်းအတာတစ်ခုဒီအမတို့တက်လာတယ် motivation လေးတွေတက်လာတယ်ဆိုတာကိုလည်းအမတို့အတွေ့ခဲ့ရပြီးဖြစ်ပါတယ် program လေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်လည်းအမတို့ဒီ Facebook Messenger အနေနဲ့ဆက်သွယ်နိုင်တယ်လို့အသေးစိတ် ပေါ့နော်ပို့ပြီးနားလည်စေဖို့ပို့ပြီးတော့လည်းကိုယ့်ရဲ့အဲကုမ္ပဏီရဲ့အလုပ်ခွင်ထဲမှာဖြစ်နေတဲ့အခက်အခဲလေးတွေကိုလည်းတသားတည်းကြားစေဖို့အတွက်ကိုလည်းအမားတို့ဒီ ESTP program ကနေအမားတို့ရဲ့သင်ကြားထားတဲ့ case studies တွေကိုအမားတို့ပို့ပြီးတော့အော်ပေါ့နော်ဒီကုမ္ပဏီနဲ့ကိုက်ညီမှုရှိမဲ့ case studies တွေကိုအမားတို့ tailor make ပေါ့နော်ပြန်ပြီးတော့လည်းလုပ်ပေးလို့ရပါတယ်အဲ့တော့ ESTP နဲ့ပတ်သက်ပြီးတော့အာအမားတို့စိတ်ဝင်စားတယ်ဆိုလို့ရှင်လည်းအမားတို့အမားတို့ရဲ့ consultant တွေဈေးကနေမှတက်ဆင့်ချိတ်ဆက်လို့ရပါတယ်အဲ့ဒီ program တွေကမှတက်ဆင့် အမတို့ career တစ်ခုကိုအာဝန်ထမ်းတယောက်ချင်းစီအနေနဲ့ပေါ့နော် career တစ်ခုကိုတည်ဆောက်နိုင်ုံသာမက professional အနေနဲ့လည်းအလုံးလုံးနေကြသူတွေအတွက်ကိုပါမဟုတ်ပဲနဲ့ကိုပိုင်လုပ်ငန်းလုပ်ကြမဲ့လူတွေအတွက်ကိုပါအများကြီးထရောက်စေတဲ့ program တစ်ခုဖြစ်ပါတယ်။ကိုရဲ့ career အတွက်ကိုလည်း transform ဖြစ်စေနိုင်တဲ့ program တစ်ခုဆိုတော့လည်းအမတို့ကောင်းကောင်းကြီးယုံကြည်ပါတယ်။အားကြောင့်မို့ဒီ program လေးကို join ကြဖို့လည်းဖိတ်ခေါ်ချင်ပါတယ်။